မြောက်ကိုရီးယားမှာပရီးမီးယားလိပွဲစဉ်တွေကိုပြသဖို့ကင်ဂျုံအန်ကတော့ခွင့်ပြုလိုက်ပါပြီ။အားလုံးပဲမိလာများဦးစန်းဖုတ်ဘောရှုကနေပြန်လည်ကြိုလိုက်ပါရင်စီကပိုင်းရတင်းချက်လုံးပြီးပေပါကသတင်းတွေကိုဖော်ပြအခွင့်မပေးတဲ့ကင်ဂျုံအန်ရဲ့မြောက်ကိုရီးယားနိုင်ငံကတော့ပရီးမီးယားလိပွဲစဉ်တွေကိုကြည့်ရှုရတော့မှာဖြစ်ပါရင်ဒါလည်းရှိကဘာဘောကနိုင်ငံအများစုအတွက်ထူးဆန်းတဲ့အရာမဟုတ်ပေမဲ့မြောက်ကိုရီးယားအတွက်တော့အတော်လေးထူးဆန်းနေခဲ့တာပါ။မြောက်ကိုရီးယားတပ်မတော်ကင်ဂျုံအန်ဟာသူနိုင်ငံကိုအုပ်ချုပ်တဲ့နေရာမှာ hate so hate date so date လို့ပြောရလောက်တဲ့အထိအော့ဆာအာရညောင်းမိသားပါ။ဒါပေမဲ့သူကိုယ်တိုင်ကတော့မန်ချက်စတာယူနိုက်တက် fan ဖြစ်ပြီး Premier League ကိုကြည့်ရှုတယ်လို့အတွင်တင်အရင်းမြစ်တွေရတရားပါရင် ။ဒါကြောင့်မယ့် Premier League ပွဲတွေကိုတရားဝင်ပြသဖို့အတွက်ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုခွင့်ပြုတဲ့နေရာမှာစီကန်းချက်၅ခုနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။နံပါတ်၁ပရီးမီယာလိပွဲတွေကိုဓာတ်ရိုက်ထုတ်လွှင့်ပြသမှာမဟုတ်ဘဲတီးဖြတ်ပြီးမှပြသရမှာပါ။နံပါတ်၂ဘောလုံးပွဲတစ်ပွဲကမနေ့60ရှင်ပြန်ရတာဖြစ်ပေမဲ့မနေ့60သာကြာမြင့်အောင်တီးဖြတ်ပြီးမှပြသမှာပါ။နံပါတ်၃ကွင်းတွင်းကအင်္ဂလိပ်စကားလုံးတွေအားလုံးကိုမြောက်ကိုရီးယား graphic တွေနဲ့ဖောင်းပြီးမှပြသရမှာပါ။နံပါတ်၄တောင်ကိုရီးယားကစားသမားတွေရဲ့ပွဲရင်းတွေကိုဖယ်ရှားပြီးမှပြသရမှာပါ။နံပါတ်၅ NGBD နဲ့ပတ်သက်တဲ့ပွဲရင်းတင်ကြတာတွေကိုလည်းဖယ်ရှားပြီးမှပြသရမှာဖြစ်ပါတယ်။ ဒါကြောင့်မြောက်ကိုရီးယားပြည်သူတွေအတွက်ကတော့ကြေးတာကြည့်ရပေမယ့်ပြောဖို့တော့ကောင်းမလို့ပါဘူး။လွန်ခဲ့တဲ့2022ခုနှစ်တုန်းကမြောက်ကိုရီးယားရဲ့ရုပ်သံလိုင်းဖြစ်တဲ့ KCTV ကပရီးမီးယားလိဂ်ကပွဲစဉ်တွေကိုမိုဘိုင်းကွင်းမရှိဘဲတီးဖြတ်ကပြသခဲ့တာရှိခဲ့ပါတယ်။အဲဒီအချိန်ကလေးကအခုလိုတရားဝင်ကြီးကွင်းများတာကြောင့်ပြည်သူတွေအနေနဲ့ခိုးကြည့်နေရတာပါ။ဒါပေမဲ့အခုကတော့တရားဝင်ခွင့်ပြုပေးလိုက်တာကြောင့်ခိုးကြည့်ရမယ့်ဘွားကလည်းလွန်မြောက်ခဲ့ပြီလို့ပြောအောင်ပါ။ဒီကြော်တစ်ခုကတော့ Manchester United ဖန်တွေများလာအောင်ပါဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။